ရနန်ဒိုရဲ့ဆန်ကျင်ကိုလိုက်မိဖို့ဘောလုံးသမားမရှိရောကမ္ဘာဖလားခြေစစ်ပွဲတွေမှာဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ်စီရနန်ဒိုဟာမနီးယားကန်နဲ့ဟန်ဂရီနဲ့ပွဲစဉ်အပြီးမှာဆန်ကျင်တင်နိုင်ခဲ့ပါတယ်ပိုတူဂီအသင်းကောင်းဆောင်တိုက်စစ်မှုစီရနန်ဒိုဟာကမ္ဘာဖလားခြေစစ်ပွဲတွေမှာဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ်52ဂိုးနဲ့ဆန်ကျင်တင်နိုင်သွားပြီးဖြစ်ပါတယ်စီရနန်ဒိုဟာဟန်ဂရီအသင်းနဲ့ငကိုးစီတည်ကြခဲ့တဲ့ကမ္ဘာဖလားခြေစစ်ပွဲစဉ်မှာပိုတူဂီအသင်းတဲ့ငကိုးစလုံးသွင်းယူနိုင်ခဲ့တာကြောင့်အခုလိုဆန်ကျင်တင်နိုင်ခဲ့တာဖြစ်ပါတယ် စီရနေတို့ဟာဒီပွေးမတိုင်ခင်ကလေးကဂွန်တီမာလာတိုက်ဆက်မှုကာလာရိုးစ်နဲ့အတူ39ကိုးစီနဲ့ပူးတွေ့ရက်တင်နေခဲ့ပြီးအခုငိုးအတာနဲ့စံချိန်တင်နိုင်ခဲ့ပါရီစီရနေတို့ဟာ2006ခုနှစ်ကမ္ဘာဖလားခြေဆက်ပွဲမှာ ထမအဦးဆုံးကမ္ဘာဖလားခြေစစ်ပွဲတွင်းကိုတင်ယူနိုင်ခဲ့တာဖြစ်ပြီး2010ကမ္ဘာဖလားခြေစစ်ပွဲမှာတော့တွင်းကိုတင်ယူနိုင်ခြင်းမရှိပါဘူးသူ့ရဲ့ကမ္ဘာဖလားခြေစစ်ပွဲတွင်းကိုမှတ်တမ်းတွေကတော့2006ကမ္ဘာဖလားခြေစစ်ပွဲမှာ9ခု2014ကမ္ဘာဖလားခြေစစ်ပွဲမှာ10ခု2018ကမ္ဘာဖလားခြေစစ်ပွဲမှာ15ခု2022ကမ္ဘာဖလားခြေစစ်ပွဲမှာ6ခု2026ကမ္ဘာဖလားခြေစစ်ပွဲမှာ9ခုအထိဖြစ်ပါတယ်စီရွန်နေတို့ဟာသူ့ရဲ့ဘဝတက်တန်းတဲ့လျှောက်ကလန့်နဲ့လေရေးစင်အသွင်အတွက်စုစုပေါင်း948ခုတွင်းယူနိုင်ခဲ့တာဖြစ်ပြီးတော့ ော့သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့သွင်းကိုတထောင်ပြည့်မြောက်ဖို့52ကိုသာလိုပါတော့တယ်ခင်ဗျာအခုလိုဘောလုံးသတင်းတွေကိုအမြင့်တင်ဆက်ပေးနေတဲ့ကျွန်ုပ်ရဲ့ Football Lover Channel လေးကိုလည်း Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်